်ချပရာ2ကကြာတော့အဲထန်ညောနေပေါ့နော် root တွေအဲ gain တွေအပိုင်းတတိတွေလေးလာမှာပေါ့နော် exponent ဆိုတာကထန်ညောနေပြောတာပါဘယ်လိုနေ root တွေပေါ့နော် root တွေပြီးတော့ဘာလို့ဆိုတော့ထက်ကင်းကြီးကိုပြောတာပေါ့မြန်မာလိုဆိုရင်တော့ထက်ကင်းကြီးမြန်မာလိုမှတ်တာမှာခတ်နေဦးမယ်ခြေလို့ပါတော့ဆိုတော့အဲထက်ညိုးနေထက်ကင်းနေ root တွေပေါ့နော် exponent တွေ root တွေမြန်မာ property တွေပေါ့ဟုတ်ပြီ ဒါခုနကလည်းဟိုခုနက NCN တို့ GCF တို့ပြောတော့ကလည်းတင်မိတာဒီလိုမျိုးလေးကိုခြေတို့ကဒီတိုင်းရေမှားနိုင်တယ်ဟုတ်လားတခါနဲ့တခါကိုကကိုလာနှစ်အမြောက်သုံးဆိုရင်တော့တခါလေးနှစ်အမြောက်ငါဆိုမျိုးကိုကကိုတွိုင်းနေတာမှားနေဒီလိုမျိုးငါးလုံးလေး၆လုံးလေးတန်းစီမြောက်ထားတယ်အမှားများနိုင်ဒါဆိုရင်ဘယ်လိုမျိုး short and found လေးနဲ့ရေးမယ်ဆိုဘယ်လိုရေးလို့ရတော့ short found လေးရေးမယ်ဆိုရင်နှစ်ငါးလုံးမြောက်တယ်ဆိုဘယ်လိုရေးလို့ရတော့ဘယ်လိုရေးလို့ရခုနကမှ အဲပြောခဲ့ပြီးသားလေခုနကမှအငယ်ဆုံးပုံစံတိုးကိန်းနေအကြီးဆုံးပုံစံကွဲကိန်းနေအဲတင်တော့မှာပြောခဲ့ဘူးဘလူရင်းလို့ရတော့နှစ်ငါးလုံးမြောက်တယ်ဆိုတာဘလူရင်းလို့ရတော့အဲနှစ်ငါးတဲ့ပေါ်ဟုတ်တာပေါ့ဟုတ်ပြီ33ကမြောက်တယ်ဆိုတာကရောဖြစ်စင်တော့တန်းဟမ်တန်းကျူအပီဝိုင်းဘယ်နှခါမြောက်တာတော့နှခါ၄ခါ၆ခါ9ခါဝိုင်းကို9လုံးမြောက်ထားတယ်ဆိုရင်ရော ဟဲ့ဝိုင်းခုနှစ်ထပ်ဟုတ်ပြီဒါဆိုရင်ခြေတို့ကဒါလေးတွေကိုခြေတို့ကအဲ့လိုမျိုးဖော်ပြလို့ရတယ်ဘောနော်နှစ်သုံးတက်အဲ့ဒါဆိုရင်ခြေတို့ကအဲ့လိုမျိုးပြောတာဒီနှစ်ငါးတက်လို့ပြောလိုက်တာဒီနှစ်အမြောက်ငါးဟုတ်လားနှစ်ငါးတက်ဆိုတော့နှစ်အမြောက်ငါးဟုတ်ဘူးနော်နှစ်ကိုငါးကမြောက်တာနော်နှစ်နဲ့ငါးကနှစ်တေးချင်းငါးလို့ပြောတာနှစ်နဲ့လီလေးလေးနဲ့လီး ရှင်းရှင်းနလီ16 16နလီ30နှစ်2 5ရက်ဆိုတာ2နဲ့5နဲ့ပြောက်တာမဟုတ်ပါဘူးနှစ်ကိုမှသူကိုယ်တိုင်နဲ့5ချိန်ပြောက်တာ30နှစ်ပါ33တက်ကလည်း30 10နဲ့3နဲ့မြောက်လိုက်တာမဟုတ်ဘူး30ကို3ကမြောက်တာပါ30 10လီ100 100 10လီဘယ်လောက်တော့100 10လီ တထောင်နော်တထောင်နော်ဒါကတော့များတဲ့အတွက်ဆိုရင်ကျွန်တော်က၅၃တက်ကိုစဉ်းစားကြည့်ရအောင်နော်ငါးသုံးတက်ဆိုတာကငါးကိုသူကိုယ်တိုင်နဲ့သုံးခါမြောက်တာပါတဲ့ဒီမှာဒါလေးပြောထားတယ်ခြေတို့ဒါဆိုရင်ခြေတို့ကဒီလိုမျိုးလေးတွေပုံစံလေးတွေကိန်းလေးကိုသူတို့တူရာကိုထက်ခါထက်ခါမြောက်ရင်ခြေတို့က exponent form လေးနဲ့ရေးပါတယ်ဒီထက်ညွှန်းလေးကိုသုံးလေးကိုခြေတို့က exponent လို့ခေါ်ပါတယ်ပေါ့နော် ဒါကတော့အခြေပါเนาะခြေလူကငါဒီအခြေလို့ခေါ်ပြီးတော့မှအပေါ်ကပါဝါလေးကိုကြာတော့ exponent ထန်ညို့လို့ခေါ်ပါတယ်ဖတ်ရင်ခြေလူက5 cube လို့လည်းဖတ်တယ်ဒါမှမဟုတ်ရင်5 to the power 3အတူဖတ်တာတော့ခြေလူ5 power 3လို့ပဲဖတ်တယ်ပေါ့เนาะအဲအရင်ကတော့အခြေအောင်စားဘူး8ဆိုရင်တော့8 power 2လို့တော့မဖတ်ကြဘူး8 square လို့ပဲဖတ်ကြတယ်နှစ်ထပ်ဆိုရင်တော့နော်အဲ5 square 3 square 10 square 11 square 12 square အဲ့လိုမျိုးဖတ်တယ် ဂျန်နယ်ဂိမ်းတွေဆိုရင်ကျွန်တော်တို့ပါဝါနဲ့ပဲဖတ်တယ်5 power 3 5 power 5 5 power dam ဆိုပြီးမှဖတ်ကြပါတယ်အဲ့ဒီ can လို့5 3တို့ဆိုရင်ကျွန်တော်တို့က exponent လို့ခေါ်တယ်အောက်ခြေမှာရေးထားတဲ့ဂိမ်းလေးကိုတော့ base number လို့ခေါ်ပါတယ်တစ်ထပ်တည်းမရေးပါဘူး5ရဲ့ညာဘက်ထောင်လေးအပေါ်ပိုင်းလေးမှာရေးပါတယ်ပေါ့နော်5ရဲ့အပေါ်တက်တက်လေးရေးတာမဟုတ်ပါဘူး5ရဲ့ညာဘက်ထောင်လေး45 degree လောက်မှာကျွန်တော်ရေးပါတယ်ပေါ့နော်အဲ5 ုံးတက်ဆိုတာကငါကိုသူပိုတိုင်းသုံးခါမြောက်တာပါငါငါလီ25 25ငါလီ120တာထကိန်းလေးပြီဒါကတော့အဲကလေးတို့ပြီးရမယ်အဲ့ဒါဆိုရင်ကျေတို့ကနှစ်ထပ်ကိန်းလေးပြီးရကိန်းလေးဆိုရင်ကျေတို့ကနှစ်နှစ်ထပ်ဆိုရင် perfect boy ပေါ့နှစ်ထပ်ကိန်းများပါကျေတို့နှစ်နှစ်ထပ်ဆိုရင်၄၃နှစ်ထပ်ဆိုရင်၉ လေးနှစ်ထပ်ဆိုရင်16ငါးနှစ်ထပ်ဆိုရင်ငါးငါးလေး25 66လေး36ခုနှစ်လေး49ရှီရှီလေး64နည်းဆုံးအဲ7နှစ်လောက်ထိတော့အနည်းဆုံးတိထားနော်အစဉ်ပြေတော့20လောက်ထိတည်ရင်တော့ပိုးစင်ပြီလားရတယ်အများကြီးမမှတ်နိုင်ဘူးဆိုရင်7နှစ်7လေး224လောက်တော့တိထားပါအဲ့ဒါကိုခြေတို့ကနှစ်ထပ်ကိန်းအဲ့ဆိုရင်3ထပ်ကိန်းနေရပါနှစ်3ထပ်ဆိုရင်8 3 3ထပ်ဆိုရင်29 4 3ထပ်ဆိုရင်64 5 3ထပ်ဆိုရင်125 63တက်ဆိုရင်6216ဖွန်3တက်ဆိုရင်343ဒီလောက်ဆိုရင်ရပါတယ်နော်နှစ်ထပ်ကိန်းနေရာတော့ကလေးတို့အဲ12လုံး15လုံးလောက်ထိတည်ပို့ပေါင်းတယ်3တက်ကတော့ရတယ်အများကြီးမသိရင်တော့ဖွန်3တက်လောက်ထိတော့တည်ထားဖို့လိုပါတယ်ဒါတော့ပတ်ထားဟုတ်ပြီအဲ့ဒီမှာခြေတို့တည်ရမှာဒီဒါကနှစ်ထပ်ကိန်းနေအဲ့မှာမှခြေတို့ကပြန်ပြီးတော့ပြောလို့ရတယ်နှစ်ထပ်ကိန်းနေကိုဖျောက်ချင်ခြေတို့က၄ကို square root လေးတင်လိုက် ဒီ r လေးကို square root လို့ခေါ်တာ square root of 4ဆိုတာက2နဲ့တူတူပါနော်သူ့ရဲ့ပြောင်းပြန်မှာ root 4ဆိုတာက2ပြန်ရပါတယ်ပေါ့နော်အဲ့မှာမှတ်ထားရမှာဒီ square root ထဲမှာအနှုတ်ဆိုတာမရှိပါဘူးဥပမာ square root of -4 ဆိုတာမရှိပါဘူးနော် square root of -4 ဆိုတာ impossible ပါပဲမရှိပါဘူး square root of square root of -5 square root of -100 လောက်ကမရှိပါဘူး root ထဲမှာအနှုတ်ဆိုတာမရှိပါဘူးတဲ့ အရူထဲမှာအနှုတ်ဆိုတာမရှိပါဘူးเนาะအဲ့ဒါလေးတော့မှတ်ထားဖို့လိုပါတယ်ရူမှာအနှုတ်ဆိုတာမရှိဘူးဒါဆိုရင် impossible ပဲဂျန်နာကတော့ဂျေရူအရာเนาะအဲဒါပေမဲ့ဂျေရူကကျူရူမှာဒီမှာเนาะနှစ်အဲကျူရူ or 3ပေါ့เนาะဒီဒီထဲလေးမှာဂျေရူကျူရူလေးရပါအဲ့မှာတော့ဂျေရူကအနှုတ်ကိန်းရှိပါတယ်เนาะဒီနှစ်ချက်လေးတော့မှတ်တာမှာ square root မှာအနှုတ်ကိန်းမရှိပေမဲ့ကျူရူထဲမှာတော့ဂျေရူအနှုတ်ရှိလို့ရပါ ဘာလို့ square root မှာအနှုတ်မရှိအောင်ဆိုနောက်မှာတော့ပြန်ပါလိမ့်မယ် square root ရဲ့မှာကကျင်းတို့ကအပေါင်းနဲ့အနှုတ်နဲ့ပဲရှိတာပေါ့နော်သူကအဲ့နှစ်မျိုးဒီလိုမျိုးနှစ်ထပ်ဖြစ်မှာဒါလင်းကျင်းတို့က root တွေကနေထွက်လို့ရအောင်အနှုတ်ဖြစ်တဲ့အတွက်ကျင်းတို့ကအနှုတ်နှစ်ခါမြောက်ရင်လည်းအပေါင်းရမှာဖြစ်တဲ့အတွက်ကျင်းတို့ကဘလိုးလာလာအပေါင်းကိန်းဖြစ်ဖြစ်အနှုတ်ကိန်းဖြစ်ဖြစ်နှစ်ထပ်ဆိုရင်ကျင်းတို့အပေါင်းပဲရမှာဖြစ်တဲ့အတွက်ဒီအနှုတ်ကမရှိတာ churus ကတော့ကျင်းတို့ကအနှုတ်လဲထွက်တာဖြစ်တဲ့အတွက်နော်အနှုတ်ကိုတုံးတာလေ အနှုတ်အမြောင်အနှုတ်အမြောင်အနှုတ်အနှုတ်နဲ့နှုတ်နဲ့မြောင်ရင်ကလေးတို့တည်ပြီးသားအပေါင်းအပေါင်းနဲ့အနှုတ်နဲ့ပြန်မြောက်တဲ့အနှုတ်ရမှာဖြစ်တဲ့အတွက်ကျူရူမှာတော့အနှုတ်ရှိပါတယ်နော်အဲ့ဒါလေးမှတ်ထားရင်ညပြီ square root မှာအနှုတ်မရှိဘူးကျူရူမှာအနှုတ်ရှိတယ်နော်ဒီမှာတော့အဲ့လောက်ကြီးတော့မပါပါဘူး root ကြီးနော်ဒါဆိုရင်ဒါလေးစဉ်းစားကြည့်ပါဦး root ကြီးကနေထွက်တတ်လား ရှင်နဲ့တူတူစဉ်းစားမှာလားကိုယ့်အကိုရင်စဉ်းစားကြည့်မလားတူတူစဉ်းစားကြည့်မယ်နော်ဟုတ်ဒီຢာတွေကနည်းနည်းလေးဝင်းနေမှာဆိုတော့ဟုတ်ပြီ32ဆိုတော့ဘာတက်လीဆို32ရအောင်ကျေလို့စဉ်းစားကြည့်အောင်ဘာဆိုရင်32ရတော့8လေးလीဟုတ်လား ်1432ဟုတ်လားအဲ့ဒါဆိုရင်ခြေတို့ကအဲအဲ့ဒါထက်ခြေတို့ကအဲဓာတ်ထက်အရင်စဉ်းစားလိုက်ရင်16လှလီ32နော်16လှလီ32နဲ့အရင်စဉ်းစားလိုက်ဒါဆိုရင်16ဆိုတာဘာဖြစ်တဲ့ထက်တဲ့အတူတူပဲတော့16ဆိုတာက၄နှစ်ထက်ဟုတ်တယ်နော်ဒါဆိုရင်၄နှစ်ထက်ဒီခြေတို့က rule တွေကထွက်လို့ရတယ်နှစ်နဲ့ rule နဲ့ကြည်သွားရတဲ့အတွက်ဒီမှာဘာဖြစ်သွားမလဲဆို4 rule တွေကထွက်လိုက်တယ်4 root 2เนาะ root 16ဆိုတာ4နဲ့တူတယ်လေရှေ့ကဒီမှာလည်းပြန်ကြည့်လို့ရတယ်ခြေတို့ကဒီမှာ root 16ဆိုတာပါတော့4ပါเนาะအဲ့ရနေတွားကြည့်လို့လည်းရဟုတ်ပြီရမလားနံပါတ်1လေးဟုတ်ပြီ2ကိုစဉ်းစားကြည့်မယ်2 root 18ဆိုတာခြေတို့ဘယ်လိုခွဲလို့ရတော့ကိုနန်လီ78 root 9ဆိုတာဘာနဲ့အတူတူပဲတော့ကိုဆိုတာကဘာဘယ်နဲ့ထက်တော့ အဲ3 square into 2ဒါဆိုရင်မဖြစ်သွားမလို့3 square ဒီခြေတော့3ဖြစ်သွားမယ်3 root 2ရမလားဟုတ်ပြီ40ဆိုရင်ရောခြေတော့ဘယ်လိုလုပ်လို့ရတော့40 40ဆိုရင်30အဲ4 ဘာလုပ်လို့ရလဲ40လီ40လုပ်လို့ရရင်နောက်ထပ်ရောဘာလုပ်လို့ရသေးလဲအဲ5လီ40လဲလုပ်လို့ရတယ်ဒါဆိုအဲ5လီ40လဲလုပ်လို့ရဒါဆိုချက်40လီပဲလုပ်လိုက်မယ်40လီ40ဒါဆိုရင်4တီဘာလုပ်လို့ရတော့4တီနှစ်နှစ်ထက်ဟုတ်လားနှစ်နှစ်ထက်2 square into 10ဆိုတော့ဘာဖြစ်မှာတော့ 2 square thì chỉ độ rule này phải được 2 rule à giá là nhà này thì giá là thì mà số yếu 300 chỉ độ bao nhiêu rồi? Yeah, mình ai mình xin anh để tay ra đâu thì đâu nhà không là တရားဆိုတာဘာဗနထက်တုံးတရားဆိုတာကဘာဗနထက်တုံးတရားကဘာတော့တစ်ဆယ်ဗနထက်တုံးတစ်ဆယ်နှစ်ထက်တစ်ဆယ်နှစ်ထက်ကရူတွေကထွက်လိုက်တော့ဗာပဲရမှာနော်10 root 3เนาะဒါလေးပဲ24ဆိုရင် root 24 24ဘာဘယ်နဲ့ထက်လုံးမလုံးတို့လူဝါလည်းတော့အဲ့ဒါဆိုလို့ဘာဘယ်နဲ့ထက်လုံးမလုံး46လီ64လီ24ဟုတ်ပြီဒါဆိုရင်ဘယ်လိုလုပ်လို့ရတော့ဆီတို့ပေါ်ဆိုတာဘာဘယ်နဲ့ထက်တုံးနှစ်နဲ့ထက်ဆို2 root 6เนาะ2 root 6ရမယ်ဟုတ်ပြီ သုံးတက်လာပြီသုံးတက်ကျူရူအော်16 16ဆိုတာဘာပနဲ့ထက်တော့16ဆိုတာကခြေလူက6နဲ့46 8ဆိုတာကဘာပနဲ့ထက်တော့ကျူရူအော်နိနဲ့လီ၄နိနဲ့လီ6ဆိုတော့ဘာတော့2 3တက်အမြောက်2 ဒါဆိုရင်3တက်3တက်เนาะဒီမှာ3ဖြစ်မှရတော့မှာเนาะ2ရူပါနဲ့ဒီက3တက်ဖြစ်မှရမှာဆို2 2ရူ of 2ပါဒီမှာကျူလေးပါပါเนาะ square root မဟုတ်တော့ကလေးတို့မတူပါဘူးအဲဒါကအဲ square root ဆိုတာကကြာတော့သူ့ရဲ့ထက်ညွန်းဒီ1 2ပါเนาะအဲထက်ညွန်းက1 2ပါကျူရူဆိုတာကကြာထက်ညွန်းက1/3ကိုပိုစားပြူတာပေါ့ဒီမှာအဲဒီမှာက3ပါဘူးဟုတ်ပြီနောက်တစ်ခုကျူရူ of 128 128ဆိုတာဘာဘယ်နဲ့ထက်ဖြစ်မလို့128ဆိုတော့ဘာရဲ့ဘာရဲ့မြောက်ရင်128ဖြစ်မယ်ထင်တယ်64နဲ့128ဟုတ်ပြီ64ရအောင်ဘာဘယ်နဲ့ထက်တော့ ဘသူရဲ့သုံးသက်ဒီ64နဲ့ညီမတော့လေးလေးလီစချောင်းစချောင်းလေးလီချောင်းလေးလီဘလောက်တော့64 64ဆိုတော့၄သုံးသက်เนาะအဲ၄ sorry ဒီသုံးတက်ရဲ့နေရဲ့ဒါဆိုရင်ဘာဖြစ်သွားမလို့ခြေတို့က for churu or thuya ရမလား ကွန်ပီနောက်တစ်ခုကြီးကြီးအောင်ကျူရော24တဲ့24တဲ့24အောင်ပါနဲ့ရမယ်ပြန်ခွဲကြည့်မယ်24ဆိုရင်83 24ဟုတ်တယ်နော်83 8ဆိုတာကဘယ်သူရဲ့သုံးတတ်တော့ရှင်းစရာရှင်းတော့တယ်နှစ်3တက်2 2 into 3ဒါဆိုရင်ခြေတို့က2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 2 root of 3ဟုတ်ပြီနောက်တစ်ခု385 2 root of ဘာဘနာခါမြောက်ရင်385ရတရား25 3 385တရားအဲ့ဆိုတရား25ကိုစဉ်းစားကြည့်မယ်ဘယ်ဟာက3တက်ဖြစ်မလို့ဘယ်သူရဲ့3တက်ဖြစ်မလဲ125 95လီ25 25 5လီ 25 li 125 ဒါဆိုဘာပြန်လက်ထက်တော့5 3ဓာတ်မြောက်3ဒါဆိုရင်ရှင်တို့က5 2 or 3 obi the last one 600 600ဆိုရင်ရောဘယ်လိုခွဲလို့ရအောင်ရှင်တို့လို့ခွဲလို့ရအောင် ရှစ်တရားလေးပဲ꿰မယ်ရှစ်တရားဟုတ်ပြီရှစ်ဆိုတာဘာတော့ခြေလူတာဆိုရင်ရှစ်ဆိုတာကရှစ်ဆိုတာဘုရဲ့၃နှစ်ဖြစ်မှာပဲကဲရဲ့၃နှစ်ဖြစ်မှာတော့၃နှစ်ဟုတ်ဟုတ်ပြီရှစ်ဆိုတာကနှစ်၃ဓာတ်ပေါ့ဒါဆိုရင်ခြေလူက2ပေါ့လေအဲဒါဆိုရင်2 2 root of ဖြစ်သွားမလို့ ်လောင်းဆိုရီဟုတ်ဟန်ထရက်ဒါလေးဖြစ်ဒါဆိုရင်ဒီချေဒီများလေးမှာပဲရက်လိုက်ပါတယ်နော် chapter 2လေးကနောက်တစ်ပတ်မှာဆက်လိုက်ပါမယ်အဲ့ဒါဆိုရင်